င်္ဂလာပါသားတို့တမီးတို့ရေဆီယမနမေကဆီယမဖဖို့လို့ခေါ်ပါတယ်။ဆီယမက Top Story Project ကထုတ်ပေးထားတဲ့ခါရာကိုရေးသားထားအင်းဆိုရဲပုံပြစာအုပ်ကိုလာပြီးဖျက်ပြပေးမှာပဲဖြစ်ပါတယ်။ကာတွန်းပြေဖို့ကတော့စုမြတ်ထွေပဲဖြစ်ပါတယ်။ဇောင်းလေးဖြူဟာမနဲ့တောင်းတော့ခါနေတယ်။အမေစိတ်ကြီးနေတတ်တယ် ။ကျောင်းကိုသွားတဲ့လမ်းမှာကျောင်းယုံကြီးတစ်ကောင်ကဖြူပားရဲ့ထမင်းပူကိုအမြဲလှစားတက်လို့ပေါ့။ကျောင်းသွားရမှာကိုကျောင်းနေတဲ့ဖြူပားကပန်းချန်ထဲမှာထိုင်ပြီးစိတ်ကြီးနေလာတယ်။ကျောင်းယုံကြီးရဲ့ကလွတ်အောင်သူ့ဘယ်လိုလုပ်ရမှာပါလဲ။ဟော။စာကလေးတကောင်စုံနေတဲ့ပုံလို့ကိုခိုးတကောင်ကဝင်လို့နေပါလားစာကလေးကတော့မကြောက်မရွံ့နဲ့ဘောလုံးလာလို့တဲ့ခိုးကိုအော်ဟစ်မထုတ်လိုက်တယ် ခိုကြီးလည်းလှန့်ပြီးပန်းချံတက်ကထွက်ပြေးသွားတော့ဖြူကတော့တိတ်ကိုအပ်ပေါ်သွားတာပေါ့သူ့မှာတော့တောင်ညိုကြီးကိုကြောက်လို့စိတ်ရင့်နေရပြီလေစာကလေးကခုံမြက်ကိုဘာလို့မချောက်တာပါလဲဖြူကဟာစာကလေးကိုမြင်တယ်မြင်ခိုကြီးကိုမချောက်ဘူးလားမချောက်ပါဘူးအနိုင်ကျင့်တဲ့သူတွေကိုကြောက်နေ ါကိုငါတို့ကတိတ်တိတ်ချက်ချနဲ့ရဲရဲဝဝပြန်ပြောရရမယ်။ဒါမှသူတို့ကလည်းနောက်ဆိုမလုပ်ရတော့မှလို့စာကလေးကပြောပြတယ်။နောက်တရက်ဖြူကကြောင်းသွားချိန်မှာကြောင်းညုံကြီးကထုံးစံအတိုင်းစောင့်နေတာပေါ့။ဖြူကကတော့စာကလေးရဲ့စကားကြောင့်မကြောက်တော့ပါဘူး။ဟေ့ကျွန်တော်ဒီဒီလိုနိုင်ကျင့်တော့လောကမကြိုက်ဘူး နောက်ကိုသူများကိုဒီလိုထပ်နိုင်ခြင်းမယ်ဆိုရင်မင်းကိုရဲတိုက်မယ်လို့ဖြူပါကဂျောင်ယုံကြီးကိုစစ်စစ်ကြည့်ပြီးအော်ပြောလိုက်တယ်။တတိရှိရှိနဲ့မကြောက်မရွံ့ပြောလိုက်တဲ့ဖြူပါစကားကြောင့်တခြားလူတွေကလည်းဂျောင်ယုံကြီးကိုဝိုင်းကြည့်ကြပြီးဖြူပါတတိကိုထောက်ခံအားပေးကြတယ်။ဂျောင်ယုံကြီးရှက်ပြီးထွက်ပြေးသွားတယ် အတိရှိတဲ့ဖြူရကိုကြောင်လို့ကြီးလဲအနံ့မကျင့်ရတော့ဘူးပုံပြီးလေးကတော့ဒီလောက်ပါပဲ